ဒါပလဝေတီတီစကားတော်ပြောဖို့တော်တော်ခက်တာဒါပထမအောင်ဆုံးအခြေပါပဲကျွန်တော်ပြောတာရဲ့စီကလေးဘွားတွေကကျွန်တော်အရန်ဖြစ်ရှင်တာတခုရှိတယ်။ငငယ်လေးကဘုရားကျောင်းအသက်ဝင်မှကြီးပြင်းလာတော့ဆူတောင်းခဲ့တယ်။ကျွန်တော်ကတည်းကအရန်တီးတတ်ရှင်တယ်။အရန်ကိုကြွန့်ကြွန့်ကြည့်ရင်တီးတတ်ချင်ဆိုတော့နှစ်ပေါင်းများစွာကလေးဘွားကမှကျွန်တော်ဆူတောင်းခဲ့ပါတယ်။ အဲ့တော့ဘုရားသခင်ကနားညောင်းပေးတယ်။နားညောင်းပေးတာအပြင်ကိုကျွန်တော်တောင်းတာထက်ပိုပြီးတော့ဘုရားသခင်ပေးပါတယ်။ကျွန်တော်တောင်းတာဟိုစေတတိတဲ့ယုံတင်တိပဲကျွန်တော်တောင်းတာ။ဒါပေမဲ့တကယ်အောင်မြင်ပြီးတော့ဒီနိုင်ငံကျော်တဲ့အထိကျွန်တော်မတောင်းထားဘူးဆရာ။ဝါးဘုရားသခင်အဲ့ဒီကျွန်တော်အခွင့်ပေးတာ။ဒါကျေးဇူးတော်ရှိမှာပါ။တော်ငယ်ငယ်တော့တောင်းခဲ့တာတော့ကျွန်ဂီတာသမားတယောက်ဖြစ်ရှင်တယ်။ bass ဂီတာသမားနဲ့ drum ဂီတာသမားဖြစ်ရှင်တာ။ဒီတိုင်းပဲဆရာ။ရေယူဂီတာသမား။ရေယူဂီတာသမားပဲဖြစ်ရှင်တယ်။ကျွန်တော်နှစ်ပြည့်စုံလုံးကြီးတယ်ဆရာ။ ဆိုတော့အခုဒီမှာလက်ရှိပါဗျာကိုတန်းကလည်းဟို iron cross ရဲ့တကယ် crazy တွေကအများကြီးဗျာဒီထဲမှာ iron iron cross ဆိုအရင်ယူတုတ်ခဲ့တဲ့သူရှိပါလားခင်ဗျာကျွန်တော်ထိတ်ဆုံးလားကျွန်တော်မပြောင်းလဲခင်တော့ဒီ iron cross ရှိမှတော်တော်ရန်ဖြစ်တာကျွန်တော်ပါလို့ကျွန်တော်ပါဆိုတော့ iron ကျွန်တော်ယူယူတုတ်ခဲ့တယ်ယူယူတုတ်ခဲ့တယ်ဆိုတော့အဲအဲ့လိုမျိုးပေါ့ဆိုတော့ဒီကလူငယ်တွေအတွက်လည်းနေသင်ခန်းစာဖြစ်ရလေအောင်ပေါ့ ဟိုဖះရောအာကိုခဲ့တဲ့အပေါ်မှာဖះကဒီ line လေးကိုဘယ်လိုပို့ပေးခဲ့တာလဲအတမကျတော့ကလေးဘွားတွေကဖះเจ้าမှာပဲကျွန်တော်ကြီးပြန်လာတာဟိုလူငယ်အစည်းအစင်းလေးအထိအဲ့တပြေးနေတဲ့နောက်ကျွန်တော်အိမ်တော်နေပိုင်ကြားတဲ့အချိန်ကြတော့ကျွန်တော်ဟိုအသံဖမ်းတဲ့အလုပ်လုပ်ပါတယ်ဒါဆိုကိုတန်းအိမ်တော် နာမည်ကြီးတဲ့နာမည်မကြီးခင်အိမ်အောင်ကြာဟုတ်တယ်အိမ်အောင်ကြာပြီးမှကျွန်တော်အသံပန်းအရင်ကြီးလှုပ်တယ်လင်းစီယူမှာဒါကြောင့်အချစ်စစ်နော်နာမည်ကြီးမှကိုတန့်ကိုယူတာမဟုတ်ဘူးမှနာမည်မကြီးခင်ကလေးကယူခဲ့တာဖြစ်တယ်ဝါးအော်ကျွန်တော်တို့သိထားတာကိုတန်လုံးဝနာမည်ကြီးသွားမှအမယူတာမဟုတ်တော့။ဟောဘယ်ဘယ်ချင်းဘယ်ချင်းမှလဲအိမ်အောင်ပြုတ်တဲ့ချိန်မှာကိုတန်ဘာလုပ်နေပြီလဲ။ ဆက်ရှိပလီယာပဲတဲ့ဆက်စကြီးကသာပဲရှိသေးတော့ရဲကြီးမအောင်မြင်ပါသေးဘူးအရှင်ဟောဟောဟောဘသူနဲ့တင်ခဲ့လဲကျွန်တော်မြင်စရာပဲမရပါဘူးဆရာဝါမြင်စရာဒါမဲ့ဖယောက်ဆူတောင်းတဲ့ခါမှာဖယောက်ခင်ညာညာပညာပေးခဲ့တယ်ဒီလိုလိုတီးရမယ်ဘာညာဆိုအားလုံးအထဲမှာရှိနေတာဘူးဟုတ်ကဲ့ဒါလည်းရေးကြည့်တယ်ဗျာဒါ gift ဒါ gift တဆောဖယောက်ပေးမှရတယ်ဆိုဆူတောင်းခဲ့တဲ့အတိုင်းဖယောက်ကပေးလာတယ်ပေါ့ဟုတ်ကဲ့ဆိုအတန်အတန်စဖန်းတယ်ဟုတ်ကဲ့နောက်အဲ့ကျွန်တော်ကြီးပြစ်လာတဲ့ဘဝတစ်ချောင်းလုံးကအဲ့ဖယောက်ကြောင့်ပါ

ဟုတ်စားဒီအချိန်ကဒါလက်ထက်တဲ့အချိန်လက်ထက်ပြီးတော့သမီးနှစ်ယောက်ရသမီးနှစ်ယောက်ရပြီအပြိုနဲ့လူပြိုလို့ဖြစ်နေသေးတာပြဲလူပြိုလို့ဖြစ်နေသေးတာဝါး။ So အဲ့ဒီအချိန်မှာဒါအတန်ဖန်းတဲ့အချိန်မဟုတ်တာတော့ဥစား Sorry IC ဘယ်နဲ့မှစတီးပြီ။ဩဟုတ်ပြီဟုတ်ပြီ။ So အဲ့ဒီမတိုင်ခင်မှာတော့ ဆက်ရှင်ပလေးယာလုတ်တယ်ပြီးတော့အတန်ဖမ်းတယ်အတန်ဖမ်းအဲ့ရဆက်ပြီးတော့ဘုရားကောင်းကြီးပြီးခံစားအစပြီးခံစားရတယ်ဆရာကျွန်တော်ငငယ်ရစူတောင်းခဲ့တဲ့ဟာတွေကိုအမပြန်ဘုရားရှင်ကစပြီးဖြစ်စီပြီးတယ်ကျွန်တော်ဘောတော့အောင်မြင်တဲ့သူတွေဆရာနေလေတင်ယူကြည့်ပါစူတောင်းတဲ့အရာတွေကိုပေါ်ပေါ်ဆရာမတွက်ပါနဲ့စူတောင်းခဲ့တဲ့ချိန်တုန်းကတကယ်ကိုယုံကြည်ယုံယုံကြည်ကြည်နဲ့စူတောင်းခဲ့တာလားတနေ့ဖြစ်ကိုဖြစ်ရမယ်ဆိုရင်ယုံလားယုံကြည်ခြင်းနဲ့စူတောင်းနေဆရာ ဖြစ်မယ်ဆိုလည်းယုံတာဟုတ်တယ်ဆရာဒါပေမဲ့ဟိုနေနေကျွန်တော်အလုတ်လောကထဲရောက်လာတဲ့အချိန်မှာတော့ကျွန်တော်ဖေရနဲ့နီးတဲ့ဝေးတဲ့လက်ရှိတာကျွန်တော်ငုံခတ်ပါတယ်ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်အမျိုးသမီးကတကယ်ဆူတောင်းကြီးသူအရဆူတောင်းကြီးအားကြီးတောက်လျှောက်ကသူကနေ့စဉ်ပြည့်ဆူတောင်းတာဒါရေးကြည့်တယ်ဒါရေးကြည့်တယ်ကိုမဆူတောင်းနိုင်ဆူတောင်းတဲ့မိန်းမယူ ောက်ကနေဘာပြောနေမှမသိဘူးနောက်မှပဲဖြည့်ရှင်းတော့ဟုတ်ပါတယ်ဒါနိဒလဝိဒလဖြစ်နေဒါဒါလောကလမ်းထဲမှာသွားတဲ့အခါမှာအောင်မြင်လာရင်နိဒလဝိနိဒလဝိဒလဖြစ်တတ်ပါတယ်အဲ့ချိန်မှာအမဘာဘယ်လိုဆူတောင်းပေးလဲရင်ထဲမှာရှိတိုင်းပဲဆူတောင်းတာပေါ့နော်ဆိုတော့ဒါဖះနဲ့ပဲဖះနဲ့ ဘုရားနဲ့သွားသွားပဲဆွတောင်းတယ်ဆိုတော့ needle weight နဲ့အဲ့အဲ့လိုနဲ့ဘုရားရှင်အောင်မြင်ခြင်းနဲ့အများကြီးပြေးခဲ့တယ်အောင်မြင်ခြင်းနဲ့အများကြီးဒီနေ့အထိအသက်ရှည်လျက်ကျန်းမာလျက်နော်ဒီနေ့အထိတည်နိုင်နေသေးတယ်အဲ့ဒါကိုတတ်မှာဘုရားဘလို့ chance ရှိမယ်လို့စိတ်ထဲမှာခံစားရတယ်ဒီဒီရောက်လာတယ်ပဲဘုရားနဲ့ပို့ပြီးတော့နီးစပ်စေဒါဘုရားလမ်းဝဲပေးတာဟာကျေးဇူးတင်ပါတယ်အောင်မြင် ချင်းကိုပဲလိုက်တဲ့လူငယ်တွေအတွက်အောင်မြင်ဖို့ရန်အတွက်ပေါ့နော်ကိုတန်းတို့အားကြပြီးအောင်မြင်ခြင်းတဲ့လူတွေအတွက်ဖခင်သခင်ကိုအားကိုးဖို့အရေးကြီးလားမကြီးဘူးလားဆိုတာလေးကိုတစ်ချက်လေးပြောပြပါအောင်ကိုတန်းအရေးကြီးဆုံးမှာပဲဒီဘေဘွားအရာရဘလို့ဆက်တာပါလေလမ်းလျှောက်လမ်းလျှောက်ဒီကဘုရားကိုဥဒိထားပြီးတော့လမ်းလျှောက်တာဘာမှဘေးရမှာမဆိုပြည့်စုံပါဆရာ ဆိုအောင်မြင်လာပြီးဖယောင်းမေ့သွားတဲ့အချိန်လည်းရှိတတ်တယ်ပေါ့နော်ကျွန်တော်တို့ဒီတလေဝီတလေဒီတော့အမျိုးသမီးရတာအမြဲအမြဲတမ်းကျွန်တော်လည်းအားပေးတယ်ဝီသွားတဲ့အချိန်ကြမ်းလေပြန်အားပေးပြီးတော့ပြန်ဆွဲခေါ်တယ်ဆိုဖယောင်းအာကိုချင်းကတော့ဒီဒီဒီမှာကိုတန့်စီရလိုက်တဲ့ခုကတော့တကယ်ကိုပဲဂီတာသမားတယောက်ကောင်းကောင်းဖြစ်ချင်တယ်လို့ဆုတောင်းခဲ့တဲ့အရာကိုဘုရားသခင်ဆုတောင်းတာထပ်ပို့ပြီးတော့မှဂီတာသမားပဲဖြစ်ချင်တာမဟုတ်ပဲねတကယ်ကို အောင်မြင်တဲ့ bass guitarist တရားဖြစ်ရတဲ့ခွင့်ဖျားရှင်ဖြစ်စဉ်ပေးခဲ့တယ်။ဒါကြောင့်ဒီဇနီးမောင်နိုင်ရဲ့ဒီနေ့ဆက်ကတ်ချင်းပါဝင်ချင်းကိုလည်းအထူးပဲဒီနေ့အနေအားလုံးရဲ့ကိုစားပါတော့ကျွန်တော်ဒီနေ့အနေအရာကျေးဇူးတင်လို့တာရွေ့ဖျားခင်ချီးမြှောက်ပါစေ။တာရွေ့အသုံးပြုပါစေ။တာရွေ့ချမ်းမာခြင်းနဲ့ရှည်တော်အပ်တဲ့ကြွယ်ဝခြင်းနဲ့ဆက်လက်အသုံးပြုပါစေ။မိသားစုလိုက်ကျွန်တော်သက်တည်ကံကိုထူးခြားရရှိ။ဟုတ်ကဲ့ ိုတန်တက်တဲ့ခံတို့ကြောင့်ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်မိသားစုကိုကောင်းကြီးပေးတာဟိုအယူသမီးစုလုံးတာပေါ့နောက်သမီးနှစ်ယောက်တို့ရဲ့ဝိညာဉ်ရေးကိုကျွန်တော်တို့ဘာမှဟိုတွေးပူစရာမလိုတော့တကယ်ကိုပြေးသွားပြီးတော့အခုရှင်မဖြစ်ဖေဟာဖေဟာသခင်နဲ့တို့လမ်းမှာရှောက်လန်းပြီးတော့တို့ဒီနိုင်ငံတို့အတွက်တို့အသုံးခံနေကြတာတွေ့ရပါတယ်ဆရာအဲ့တို့ကိုကျွန်တော်လုံးဝစိတ်စိတ်ချပါပါဆရာတို့တို့ဟာလေလုယာဟာလေလုယာသမီးနှစ်ယောက်လည်းပဲဖေဟာသခင်အသုံးပြုနေတယ် HWC HIC HWC HWC မှာသူတို့ကတကယ်ကိုပါဝင်ဆက်ကပ်နေတဲ့တမီးနှစ်ယောက်ဖြစ်တယ်သူတို့နှစ်ယောက်စလုံးကလည်းဘုရားခင်မဆာချင်းကြောင်းအစိုးတော်တွေနိုင်ငံတည်အစိုးတော်တွေဖြစ်တယ်ဒါပေမဲ့ဒီနေ့အမှုတော်ထဲမှာဆက်ကပ်ရတယ်ဒီမင်္ဂလာကအရန်ကြီးတယ်လို့ကျွန်တော်ပြောရှင်တယ်ဟိုကိုသားသမီးတွေလောကလမ်းထဲမှာရှိနေတာထက်ဘုရားမျက်မှောက်တော်မှာရှိနေဖို့တော်တော်ခက်ပါတယ်လို့ဟိုတကယ်တော့ကိုတန်းတို့ရခဲ့တာတချို့မှုတော်ဆောင်တော်မှာမရခဲ့တဲ့ကောင်းကြီးရတယ် တချို့မှုတော်ဆောင်တွေရဲ့သားသမီးတွေဟာကိုတန်းတို့လည်းတွေ့တွေ့ဥပါတယ်ရခင်တော့ကျွန်တော်မှုတွေ့ခဲ့တဲ့မှုတော်ဆောင်ရဲ့သားသမီးတွေဆိုရင်နော်ဆုံးသွားတာနဲ့တည်သွားတာနဲ့အမျိုးစုံနော်ဖြည့်ခဲ့ပြီမယ်ဒီနေ့ဖခင်ကိုတည်တဲ့သမီးတွေနော်ဖခင်ရှင်ပြင်ဆင်ပေးတော်မှုတော်ထဲမှာရှိရတယ်ဒါကအဲဆုတောင်းပေးခြင်းတွေလည်းပါမှာဘောအမရဲ့နော်ဆုတောင်းပေးခြင်းတွေကိုတန်းလည်းဒီနေ့ပါဝင်ဆက်ကပ်နေတယ်ဒီပေါ်မှာဖခင်ရှင်တာ၍ချီးမြှောက်တဲ့အတုံးပြပါစေလို့နော်ဟာလေလုယာ